မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဇေရိုဘာလိုလိုနဲ့အချိန်တွေတွေ့ရနေပြောင်းလာတာအခုဆိုရင်2025ခုနှစ်ရဲ့6လပိုင်းကိုဂုံလို့10လပိုင်းဆိုရင်အောက်တိုဘာလကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာနော် ဒီအော်တိုဘာလာအတွင်မှာအင်္ဂါသမီးမိတ်ဆွေတွေရဲ့တလှတာရှောင်းရံဆောင်းရံအတွက်ကန်ဒီမာဟောဆန်းကိုဆရာကမိတ်ဆွေတို့အတွက်ဟောကြားပေးမှာဖြစ်တဲ့အတွက်အင်္ဂါသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုမိတ်ဆွေများဟောဘယ်ကနေမိတ်ဆွေတို့ဘယ်မျိုးဘယ်တိုင်းဘယ်ဌာနကကြည့်နေရလဲဆိုတာဆရာကမှတ်မိကြပါဘူးဆရာတို့အင်္ဂါသမီးတွေအတွက်တလှစာကန်ဒီမာကိုဟောကြားပေးလိုက်ကြရအောင်ခင်ဗျာနော်ဥစ္စာပထမဒီ2025ခုနှစ်ဆယ်လပိုင်းတွင်မှာအင်္ဂါသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရ ဘေးပြာမှန်မြဝေးกว่าကြပါစီကြောင်းဆရာကဒီကနေမြေတောက်ကိုထောပနာပြုစူတောင်းရင်လည်းဒီ2025ခုနှစ်ဆယ်လပိုင်းတွင်မှာအင်္ဂါသမီးမိတ်ဆွေများဘာလို့ဖြစ်ဖြစ်မိတ်ဆွေတို့ရဲ့ကံဟာအလုပ်ကိစ္စလုပ်ငန်းကိစ္စလုပ်တဲ့အခါမှာဘာလို့ဖြစ်ဖြစ်အစမှာတော့အနေငယ်ဒီတာမန်ထက်တော့အယုံကံရတတ်တဲ့အတွက်အင်္ဂါသမီးတွေကဒီနှစ်ဟာစိတ်ပန်းဒီလဟာစိတ်ပန်းလူပန်းစိတ်မောလူမောအနေငယ်လေးဖြစ်ရတတ်ပေမဲ့အဆုံးသတ်မှာတော့ကျင်းတည်ပါအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေ အဆင်ပြေမှုတွေရရှိသွားစေမှာအသေးချာပဲဖြစ်တဲ့အတွက်အင်္ဂါသားပြိမိတ်ဆွေတွေဟာဒီရဲ့ဆယ်လာပိုင်းအတွင်းမှာဘာလို့ဖြစ်ဖြစ်တော့အစကလေးမှအနေငယ်သူများထက်ခက်ခဲတဲ့ရောင်ရောင်ရုန်းကန်ရတာတော့ရှိပေမဲ့လို့မိတ်ဆွေတို့နေနဲ့အဆုံးတက်မှာတော့ကျင်းတည်ရီမန်းချက်တွေပြေဝခြင်းအောင်မြင်ခြင်းတွေရရှိတတ်တဲ့အတွက်ဘာလို့ဖြစ်ဖြစ်ဒီရဲ့လဟာဇွဲကလေးစိုက်ပြီးတော့အားကလေးစိုက်ပြီးတော့အားသွုံခွန်စိုက်မုရှာငါတို့တော့ဒါတို့တော့ရအောင်လုပ်ရမယ်ဆိုရဲ့ ဂိမ်းမျိုးဒါမှမဟုတ်ပြစ်အောင်လုပ်ရမယ်ဆိုတဲ့ဂိမ်းမျိုးဟာယောက်ျားတို့ဆိုတဲ့ဒီဃာမလျှော့ဆိုတာမျိုးဖျားဆန်ကတာဂိမ်းမျိုးမုချအောင်ရမယ်ဆိုတဲ့တာရော့ကတ်မှာဆိုမဂျစ်စီယံလို့အဋိဌံတန်တန်ဋိဌံပြုပြီးလှုပ်ဆောင်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုကျင်းသိအားသာကောင်းမှုပြီးတော့အောင်မြင်နိုင်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့် နှလုံးနဲ့ပတ်သက်တာမျိုးလေးတွေငကူကမောတဲ့ပန်းနဲ့မိတ်ဆွေများနှလုံးနဲ့ပတ်သက်လို့အသက်ရှူမဝတာမျိုးလေးတွေမောပန်းတာမျိုးလေးတွေအသက်ရှူကခက်ခဲတာမျိုးလေးတွေအနည်းငယ်ဖြစ်အားတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အကယ်၍မှာတိကျကျမ်းမာရေးစစိုးဘဝညံလာပြီဆိုရင်မကောင်းတဲ့အတတ်ပညာတွေစုံတိုက်တွေဓာတ်တိုက်တွေနှက်တိုက်တွေလောကီပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံရတတ်တာမျိုးတွေကြုံရတတ်တယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်လည်းကိုကငကိုကတာမန်လုပ်နေတာကအကောင်ဒါပေမဲ့ရုပ်တရက်ခက်ခဲကြက်တဲလာတဲ့ဇီဝရေးတွေအစမပြေဘူး ှုတွေဟာကျင်းတွေပေါ့ကြုံနေရပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မိမိရဲ့လုပ်ငန်းတွေအလုပ်တွေမှာအထိုက်အခိုက်ပြီးအပြတ်နောက်တွေမကောင်းတဲ့အတက်ပညာတွေကြုံနေရပြီဖြစ်တဲ့အတွက်နီးစက်ရဆရာတွေနှမ်းမှာဖြစ်စေစစ်ဆေးချဖို့ရှင်းလင်းခြင်းအဖြစ်ကံဟာမိတ်ဆွေတို့အနေနဲ့ကိုကအားလဲစိုက်တယ်ဒါကိုရုပ်တရက်ခတ်ခဲလာရင်တော့ဒီလောကီအတက်ပညာလေးနဲ့ပတ်သက်လို့သတိပြုစင်နေရအတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုပ်ကိုင်လုပ်ငန်းကိစ္စအလုပ်နဲ့ပတ်သက်လာလို့ရှိရင်တော့ မိတ်ဆွေတဲ့အပေါင်းအသင်းတဲ့တည်းရဲ့အကူအညီကိုရရှိတတ်တဲ့ကာလဖြစ်တယ်။မိဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လို့လည်းအကျိုးပေးသောကာလဖြစ်ပါတယ်ခင်ဗျာ။ကိုပိုင်လုပ်ငန်းတွေအိုးအိမ်ချမ်းမီနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့သတိပြုစင်ညာလိုအပ်တယ်လို့နေရာခိုင်ရင်းနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်လေးတွေများတာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းပြိုင်အလုပ်ပြိုင်လေးတွေအနေငယ်ပေါ်ဝါတတ်သောကာလဖြစ်ပါတယ်ခင်ဗျာ။ဒါပြင်ယာရုလုံငန်းကိုင်ခန်းနဲ့ပတ်သက်လို့ယာရုတိုးဖို့ထက်ရှိနေတဲ့နေရာကိုပဲမြေအောင်ကျူးစားတာပုံမကောင်းမှုပြီးတော့ငကူကအိုးအိမ်ချမ်းမြေဆောက်လက်ဆိုင်ကြန့်ကြာနေတာမျိုးလေးတွေအထင်းကို အကြံကြလေးကြုံလို့ရှိရင်သတိမိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာကိုယ့်ရဲ့အမိကိုခံဆောက်ခြင်းတက်တဦးတယောက်ကိုသတိရောင်းလိုက်တာမျိုးဆရာတို့နေဘက်ဒီမှာဆိုရှိတယ်အိမ်ဒီဘာဒီဆောက်တဲ့အခါမှာအဲလက်သမားဆရာတို့ပညာဆရာတို့ဒီလိုဆရာတွေနှမအိမ်ဟာလာသူတို့နာမည်နဲ့ဆောက်ခိုင်းပြီးတော့ကိုယ့်အနေနဲ့ပွဲကလေးထိုးပြီးရွေးလိုက်တာမျိုးလေးတွေလောက်လိုက်ပါဒါဆိုရင်ကျင်းတည်ပါအစဉ်ပြေကြီးအောင်အောင်မြင်ခြင်းတွေရရှိနိုင်တော့ခါလာဖြစ်တယ် နေရာတက်လုပ်ငန်းတက်နဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးသတိပြုစင်နေရမယ့်ကာလဖြစ်ပြီးတဲ့အခါယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်တိုးဖို့အတွက်အားနည်းစီတယ်လက်ရှိရှိနေတဲ့ယာဉ်ကိုတော့တိုးအောင်အဲငဲအောင်ကြိုးစားရမယ့်အပတ်တာဖြစ်တဲ့အတွက်လုပ်ငန်းပြိုင်အလုပ်ပြိုင်လေးပေါ်တက်တာတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော့ဒီမှာဆိုအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီအင်္ဂါသောမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင် အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းမိမိတို့အနေနဲ့တင်ယူခြင်းသောကိစ္စဗတိပဟုဗေဒင်ပိဌာစံပြန့်တရုပ်ဆောင်တင်ယူလို့တဲ့ကိစ္စတွေမှာခြေတိုးဆောင်ရွက်တာမျိုးအနာဂတ်တည်းရည်မှန်းချက်ရှိရှိရည်ရွယ်ချက်ရှိရှိတင်ယူတဲ့ပညာရက်တွေကိုတင်ဟတတ်တယ်လို့မိစေတို့လက်ရှိရှိနေတဲ့ပညာရေးနဲ့ပတ်သက်ရင်လည်းဘာမှစိတ်ညစ်စရာစိတ်အားငယ်စရာမရှိဘဲနဲ့ပညာရေးနဲ့ပတ်သက်လို့ချင်းခြေတိုးဆောင်ရွက်လှုပ်ဆောင်ရင်တိုးတက်ခြင်းအားသာခြင်းတွေကောင်းမွန်ခြင်းတွေရရှိပြီးတော့ဒီပညာရက်တွေဟာပဲအနာဂတ်အတွက်အထောက်အကူများစွာရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ် တည်ယူလိလာရမှားမယ်တော့မထင်ပါဘူးခင်ဗျာဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေတန်သွတ်တဲ့အစရှိတဲ့လုပ်ငန်းလေးတွေเนาะဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ်ဒါအပြင်အလားအပါရေးရနဲ့ပတ်သက်သောကိစ္စတွေအဲအလားကုန်ပစ္စည်းတွေအကျိုးပေးပါတယ်ဖန်စီပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေရွှေနဲ့ပတ်သက်ပြီးမထင်မှတ်ဘဲဝင်လာတာမျိုးလက်ဆောင်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကြုံရတတ်ပါတယ် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်အခုညီထောက်ပံ့ကိုရရှိတက်ပြီးတော့ထူးထူးခြားခြားဒီလာဟာငါတော်ကြီးမိတ်ဆွေများဖို့ငယ်ရွယ်သူများကိုကြီးကဲသောသူတွေရဲ့အထောက်အကူမိမိတဲ့အသက်ကြီးသောဆရာသမားမိဘဆွေမျိုးညာတိအကြောင်းအရာလေးတွေနဲ့ပတ်သက်လို့အထောက်အကူရရှိတာမျိုးလေးတွေငွေကြေးအကူအညီရရှိတာမျိုးသို့မဟုတ်ရင်အေးချမ်းမှုတွေရရှိတာမျိုးငကောကမပြေလည်နေတဲ့မိသားစုဝင်တွေမှာတော့တအုပ်နဲ့တအုပ်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိအောင်ဆွမ်းဆောင်တင်တော့ အပ္ပတာကာလအလအတိုင်းနာမဖြစ်ပါလေခင်ဗျာအမွေမထင်မှတ်ဖဲရရှိတာမျိုးငကုကယုံကလနာကိစ္စအမှုကိစ္စအမွေကိစ္စတွေရင်ဆိုင်နေရတဲ့မိစေများကုညီမဲ့သူပေါ်လာတာမျိုးပြီးပြတ်သွားတာမျိုးတွေကိုယ့်ဘက်ကအလေးသားအားသာလာတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါလေခင်ဗျာတို့အပြင်မိစေတို့ ဒီလာတာတော့ပြမှာဆိုရင်အဝေစားနဲ့ပတ်သက်တော့အရာလေးတွေအထည်လေးနဲ့ပတ်သက်တော့အရာလေးတွေအကျိုးပေးပါမယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေဆက်ပစ္စည်းတွေရင်းလေခီးသွားဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်ပကြီးပခုဗီဒီမီရာစံကြတရုပ်ဆောင်အမှုပညာအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တော့လုပ်ငန်းတွေမှာရှေ့တုဆောင်ရလှုပ်ဆောင်ရင်ကံလျားရအထောက်အကူများစွာရရှိတတ်ပြီးထင်ပေါ်ခြင်းကြော်စောခြင်းတွေကြုံရတတ်တယ်ငွေဝင်တတ်ပါတယ်ခင်ဗျာ ဒါအပြင်ရှိနေတဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့လက်ရှိရှိနေတဲ့နေရာကနေနှိမ့်ကျသွားနိုင်ကြရမရှိဘူးချစ်တို့ဆိုင်ရလွတ်စားမှာမိသားစုနဲ့စကားများများပြောပြတာမျိုးငကိုကမိသားစုတွေတဦးနဲ့တူတစ်ယောက်နဲ့တရားနားလည်မှုလွဲနေတဲ့မိသားစုများရှိလို့ချင်းလေအဲပြေလေအောင်အစဉ်ပြေအောင်တဦးနဲ့တူတစ်ယောက်နဲ့တရားအကြံစီအတွေးခေါ်လေးကိုတိုင်ပင်ပြီးတော့အကူအညီရရှိအောင်စွမ်းဆောင်တာမျိုးအမေတို့အမတို့အတော်တို့အန်ဒီတို့အစရှိတဲ့အမျိုးသမီးတွေနားနေပြီးတော့ရင်ပွင့်ပြောဆိုပြီးအခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းလိုက်ရင်အစင်မပြေနိုင်စရာဘာမှမရှိဘူး အစဉ်ပြေမဲ့ကာလအားသာမဲ့ကာလဖြစ်ပါတယ်အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့အကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအလှကာတော့ဒီမှာဆိုလို့ရှိရင်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အသစ်ဝင်လာတာမျိုးလက်ဆောင်ရရှိတာမျိုးတံမိုးကြီးတဲ့ပစ္စည်းတွေရရှိတာမျိုးတွေဂျုံကတက်တော့ကာလပိုင်းစားဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပြန်လဲစုံစည်းရတာမျိုးတွေနဘဝဝေးကွာနေတော့မိတ်ဆွေအပေါင်းအသင်းအဟောင်းတွေနဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့တွေ့ရတာမျိုးထောက်ကူရရှိတာမျိုးတွေအဆက်အသွယ်ပြန့်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျာအဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက္ခဏာတော့ပြမဆိုလို့ရှိရင်တော့ဟိုအပြောပါဆိုင်ရာကိစ္စလေးဒီမှာရှေ့တူဆောင်ရလုဆောင်လို့ကောင်းတယ်လို့စိတ်လေးစိတ်လွတ်နေတဲ့မိတ်ဆွေများခရီးသွားခြင်းခရီးထွက်ခြင်းအပြောပါတွေဟိုဖျားဖူးခရီးတွေမထင်မပဲသွားရတာမျိုးလေးတွေကြုံရတတ်တယ်လို့ ဲစိတ်ညစ်စရာတွေကိုကောင်းကောင်းကြီးနားယူတင်တော့ကာလဖြည့်ဖြောက်ပြင်တင်တော့ကာလအပိုင်ရှားဖြစ်ပါတယ်သို့တော့ပြည်တွင်းခရီးသွားနဲ့ပတ်သက်လို့ရှေ့လို့အောင်မြင်မြင်မဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်ပလိုခရီးသွားလိုရက်ဝေးလိုနိုင်ငံခြားလိုပတ်စပို့လိုဗီဇာလုပ်ငန်းလိုနဲ့ပတ်သက်လာတဲ့အခါမှာတော့သတိပြုစင်ကြင်ရတော့လိုအပ်ပြီးတဲ့အခါ ဒီလိုကိစ္စလေးကိုစောင့်ရမယ်မိတ်ဆွေများဖို့ဆိုရင်တော့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတွားတာမျိုးလေးဒီမှာအနည်းငယ်လေးအထင်ပေါ်ကြံ့ကြလေးဒီကြုံရတာမျိုးဟိုရောက်သွားမှနေရာထိုင်ခင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုး OA ရှမ်းမြင်နဲ့ပတ်သက်လို့စောင့်မဲ့ကိစ္စလေးဒီမှာကြံ့ကြတာမျိုးဟန်တာတာမျိုးဒီကြုံရတတ်တဲ့အတွက်သတိပြုစင်ကြင်ရလိုအပ်ပါတယ် သာသမီတွေရဲ့စိတ်တော့ကပေးခြင်းမျိုးလေးတွေသာသမီတွေရဲ့စိတ်ညစ်စရာလေးအပူပင်လေးတွေအနေငယ်ကြုံရတတ်သောကာလဖြစ်တဲ့အတွက်တပည့်လက်သားသာသမီနဲ့ပတ်သက်လာရင်တော့အင်္ဂါသာသမီမိတ်ဆွေတွေကဒီအပတ်တာတော့တွေမှာဒီရက်လတော့တွေမှာတတိထားစီနေရအတွက်တော့လိုအပ်သောကာလအပိုင်းချဖြစ်ပါလေခင်ဗျာဒါအပြင်ရိုးရာတို့နတ်တို့နဲ့ပတ်သက်တာမျိုးအလူကံပုပ်ကိုတွေနဲ့ပတ်သက်တာမျိုးလေးတွေဘာလာရေးဆိုင်ရာကိစ္စလေးတွေကိုတိတ်ပြီးတော့မဝေဖန်ပါနဲ့မိမိတို့ဝေဖန်ရင်ကံညလာတယ်ပေါ့ဥပမာပေါ့ဆရာတို့ အလူကပုတ်ကိုရဟန်းတစ်ပါးလာနေသူကသူမလုပ်လို့ဒါမဲ့လူနဲ့ဒီဖုန်းကြီးကလိန်နေတာပါဒီလူကပုတ်ကလိန်နေတာပါလို့ပြောတာကိုယ့်ရဲ့ကံကိုညံ့စီကိုလူနိုင်လူလိုက်မလူနိုင်အကုတုတွေပွားနေခြင်းတွေမပြုတ်လို့ခုနဲ့ရိုးရာတွေညက်တွေဘယ်နှက်ကတော့ဘလို့ဖြစ်တယ်မျိုးဝေဖန်တာမျိုးကမိတ်ဆွေရဲ့ကံကိုအားနည်းစီတတ်တယ်လို့အပြည့်သဘောဆောင်တော့ကိစ္စလေးဒီမှာတတိပြားပါအာ ဟိုစိုးတဲ့စကားလေးတွေကိုပြောတာမျိုးလေးတွေเนาะဟိုကြက်တဲ့ရေမရှိစေသောစကားတွေအာငါကတော့ပစံကုံသွားရင်သွားပြီဆိုတာမျိုးလေးတွေထပ်ကောင်းသောစကားလေးတွေကိုစုတ်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေနိုင်သောအပ္ပတကာလဖြစ်တယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါလေစာချုပ်စာရင်ကိစ္စလေးတွေနဲ့ပတ်သက်လို့ရှိရင်စာချုပ်စာရင်ကိစ္စလေးတွေမှာတိတိကျကျမိမိယာစရင်စရာနဲ့ပတ်သက်လိုက်တိတိကျကျမိမိယာလှုပ်ဆောင်တာပုံမှန်ကောင်းမှုသောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အမွေကိစ္စ sorry ဒါဒါပဲမိတ်ဆွေတို့နေနေရာထိုင်ခင်းကိစ္စတွေအလုပ်ကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာလဲစာချုပ်စာတမ်းကိစ္စလေးနဲ့လို့ပါနှုတ်တရားစာတလုံးဆိုတဲ့အတိုင်းပဲဂတိကဝနှုတ်ခတိထက်လက်တွေ့ကြကြစရင်စရာနဲ့တိတိကျစာချုပ်စာတမ်းလေးနဲ့ကိစ္စလေးနဲ့လှုပ်ဆောင်တာဟာပုံမှန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ်လူငယ်တွေအချိန်ကြီးနဲ့ပတ်သက်လာရင်တော့ ရှစ်သူကြီးသားရရှိတတ်သောကာလဖြစ်ပါတယ်မိမိရှစ်သောမျက်လုံးသောသူမိမိကအသက်အရွယ်အနည်းငယ်ကြီးသောသူတွေကမိမိကိုခလာကိုယ်ကိုပြန်ကြိုက်တာမျိုးကိုကချစ်တယ်ဆိုရှစ်ခွင့်ပန်းတာမျိုးတွေဟာအာတာကောင်းမှုတို့တက်ပြီးကံကောင်းဇေနိုင်ပေမဲ့ဒီကြတဲ့အိမ်တော်ဖက်ဖြစ်ဆိုရင်တော့တည်တည်ချာချာလေးစဉ်းစားတွေးခေါ်ပြီးမှရွေးချယ်တာဟာပုံမှန်ကောင်းမွန်တယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။သမီးကြီးအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်ငြိမ်းချမ်းမှုတွေနှွေးသွေးမှုတွေမရှိတဲ့ တမီးစားတွေကပြန်လဲပြီးတော့နှိမ့်နေနိုင်တဲ့အချစ်စင်းပြီးအောင်ဒူးတော်တိုင်းပေါ်မဲ့ကာလဖြစ်တယ်။တယောက်နဲ့တယောက်တူးနဲ့တူးငကိုကတူးအေးနေတော့ရှည်နေပတ်သက်လာလို့ရှင်ချစ်ဆက်တဲ့မဆက်တဲ့ဆုံးဖြတ်ရမယ့်ကာလကိုကိုယ်ကိုယ်ပြားအဖြစ်ထွက်မယ့်ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့တန်လျာတွေကိုအပြည့်အရှင်းပြတ်ဆုံးအရှင်လေးဆုံးညီကုန်းချုပ်ရင်ချုပ်ပြီးလိုက်မယ်သူမဟုတ်ညီသားဆိုင်စာပေးလိုက်မယ်ဆိုတော့လာဖြစ်တဲ့အတွက်ဘာဖို့ဆိုအရှင်းနဲ့ပတ်သက်လာရင်တော့ကိုက prepare လုပ်ပြင်ဆင်လာဖို့အတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျအဲ့နောက်ကြီး အိမ်တော်ရင်းပတ်သက်လာရင်တော့အင်္ဂါရသမီးမိတ်ဆွေတွေနေနဲ့အိမ်တော်ဘက်နဲ့ပတ်သက်ရင်စိတ်တိုင်းမကြတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်ရင်တဦးနဲ့တူတယောက်နဲ့တယောက်အဲနားလည်းငုံနေငယ်လေးတွေလွဲတာမျိုးလေးတွေကိုကဖြစ်ရှင်တာဒါသူဖြစ်ရှင်နေတာဒီဟာမျိုးလေးတွေကြုံရတာမျိုးလေးအိမ်တော်ဘက်နဲ့ပတ်သက်ရင်ကိုကစိတ်တိုင်းမကြအိမ်တော်ဘက်နဲ့ပတ်သက် ဒီထက်ပို့ပြီးလုံနိုင်ရမှာဆိုတာမျိုးအိမ်တော်ဘက်ကိုမြင်နေရတဲ့ကစိတ်မရှိတာမျိုးလေးတွေဒီထက်ပို့ပြီးတော့သူ့အပေါ်မှာစိတ်တိုင်းမကြအမြင်မကြည့်နေရမျိုးလေးတွေကြုံတွေ့နေရတာဟုတ်ချော့ပြီးပါမိမိရဲ့စိတ်ကနည်းနည်းလောနေတာမျိုးလေးတွေကြောင့်ဖြစ်ပါလိမ့်မယ်လို့ဆရာကပြောလိုပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ပြဿနာရှိခြင်းဖြစ်ရပြီဆိုရင်သာသမိကိစ္စကြောင့်ဖြစ်စီသို့မဟုတ်လို့ရှိရင် တပည့်လက်သားသာသမီတွေနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့ပြဿနာတက်ရတာမျိုးကြောင့်ဖြစ်စေသို့မဟုတ်ယာရုလုံလန်းကိုင်ကနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အရှိပြုပြီးတော့ပြဿနာညှိနှိုင်းမရဘဲနဲ့ပြဿနာကရောက်ဆာလေးတွေဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်သတိပြုစင်ကြင်ရတော့တော့လိုအပ်သောအပိုင်းခြားကာလဖြစ်ပါတယ်ဖြစ်နိုင်ရင်ဒီလဟာ ပြက်ဆဲခြင်းရက်ဆဲခြင်းကွဲခြင်းတွေခွဲခြင်းတွေဆုံးချက်ရံတော့တော့အားနည်းစီတော့ကာလဖြစ်ပြီးတော့အမှုကိစ္စလေးတွေစတင်လှုပ်ဆောင်လာမျိုးလေးတွေကံကိုအားနည်းစီတော့ကာလဖြစ်ပါတယ်အာမခံကိစ္စတွေကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကိုအာမခံပြီးတဲ့လုပ်ငန်းတွေမှာတတိပြုစင်ကြင်ရလိုအပ်တော့ကာလဖြစ်ပါတယ်အင်္ဂါရီယာဒီလမှာအစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေမိမိနေနဲ့ဟို ဟိုထင်ပေါ်ခြင်းကြော်စောခြင်းညုံဝတ်တဲ့အတွက်တော့ငဘူကအပွဲစည်းစင်းဖွဲ့နဲ့ပတ်သက်တာမျိုးပါတီတို့အမတ်တို့အုပ်ချုပ်သူတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းတွေအပွဲစည်းအတင်းအဖွဲ့တို့နဲ့ပတ်သက်သောလုပ်ငန်းတွေအများကိုဦးဆောင်အုပ်ချုပ်ရသောလုပ်ငန်းတွေမှာတော့မျက်နှာပွင့်လန်းခြင်းအားသာခြင်းတွေတိုးတက်ခြင်းတွေကံကောင်းခြင်းတွေရရှိစေနိုင်သောလာဖြစ်တာတော့အတေကြပဲဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပြည်ပခီးသွားရဝေးနဲ့ပတ်သက်ရင်တော့ဗီဇာကိစ္စလေးတွေအကြံကြာဖြစ်တာမျိုးလေးတွေအခက်အခဲဖြစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ကြင်ရလိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါဒါအပြင်မိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအခက်အခဲမရှိနိုင်ဘူးလက်ရှိရှိနေတဲ့နေရာကနေနိုင်ကြသွားနိုင်ကြမရှိဘူးငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲစီကမှုငွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲမိမိတို့အနေနဲ့ ငွေကြီးနဲ့ပတ်သက်လို့အကုန်ကြအများရင်လဲကိုယ့်အကြောင်းမဟုတ်ပဲနဲ့တဦးတယောက်အကြောင်းပြုပြီးတော့လူငွေကိစ္စလေးတွေကြောင့်မိသားစုဝင်တဦးတယောက်ကိုအကြောင်းပြုပြီးသားငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေတာတွေဖြစ်နေမယ်သို့တော့တဦးနဲ့တဦးတယောက်တယောက်မိသားစုဝင်တွေကမှနားလည်မှုလွဲနေဒီကာလတော့တွေမှာစိတ်တူကိုယ်တူဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ပြီးတော့တိုင်ပင်ပြီးတော့ခြေတို့ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်တော့အပ္ပတာကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့ရက်ဝင်း မှဟာလာရောက်နေတဲ့သူတွေငကူကဝေးကွာနေသူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးတွေကြုံလာတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ယင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အစ်စ်ဝင်လာတဲ့အခါမှာလည်းအကျိုးပေးပါတယ်သို့တော့0နဲ့ဆုံးသောကဏ္ဍတွေရာပြီးထောင်ပြီးနဲ့ဆုံးတဲ့ကဏ္ဍလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ဒီအပ္ပဒါအတော်တွေမှာအဆဆရရကန်ဆာတာတိုးတက်စီရန်တို့ကပြုလုပ်လိုပါကနေ့စဉ်နေ့တိုင်းမှာမေတ္တာတုံတမိကိုတုံးခေါက်နှုံးနဲ့တလာလုံးလုံးရွတ်ဗျာဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ ညံ့နေရတာဘာလဲလို့မေးရလောက်အောင်ကံကောင်းရင်နေအစဉ်ပြေချင်းနေချိန်တွေရရှိမဲ့ကာလဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်မနှမိုးလေးတဲ့ကဆရာဆိုအမြဲတမ်းဆရာဟောကမှဆိုအမြဲတမ်းဆရာတပည့်တွေဆရာပြောတယ်မနှမိုးလေးမေတ္တာတုံးကောက်ယူဆရာတို့အမြဲတမ်းဆွတ်တယ်နတ်ပင်နဲ့ဖရာဖရာပင်နဲ့နတ်ပင်နဲ့မေတ္တာတုံးယူတယ်အမြဲဝေးတဲ့နတ်ဖို့တယ်ဒါကိုဆရာတို့အမြဲတမ်းလုပ်တယ်ပေါ့ဒါကဆရာလုပ်လာတာအမြဲတမ်းစဉ်းစားလုပ်လာတဲ့အခါဆွတ်လာလို့ပေါ့မိတ်ဆွေတို့နဲ့မေတ္တာဆိုတာ ကဘာမှာတမိုးကြီးဆုံးရာမေတ္တာမဟုတ်လားအဲ့တော့မေတ္တာတရားနဲ့ပတ်သက်ရင်များများအားထားနိုင်လေလေများများကောင်းနေလေလို့ဆရာကအကြံပေးလိုပါတယ်